ားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မဲ့သင်ခန်းစာကတော့အခန်း14လေ့ကျင့်ခန်းစာရည်သမားနှစ်ကနံပါတ်1ကနေ9ရက်ထိပဲဖြစ်ပါတယ်ဟောဒီခန်းမှာကျတော့ဘာကိုသင်ရမလဲဆိုလို့ရှိရင်ဟောဒီကဒီဆက်သက်ချက်တွေကိုသိရမှာเนาะဆက်သက်ချက်ကရ1မီလီမီတာမှာ0.039 inch ဆိုတာကလက်မောက်ပြရမှာဟော1စင်တီမီတာကျတော့0.39 inch ဆိုတာလက်မောက်နော် inches ပေါ့ inches ကလက်မောက်1မီတာကကျတော့ 39.37 inches เนาะ39.38ခုနဲ့မှာ10 km မှာကျတော့0.62 mile เนาะ10 km မှာ0.62 mile เนาะနောက်10 kg မှာကျတော့2.2 pound 1 liter မှာကျ0.22 gallon เนาะ GL ဆိုတာ gallon LB ဆိုတာ pound နောက်1 inch မှာ2.54 cm 1 feet တပေမှာကျတော့0.30 meter 1ရက်ဆိုတော့တခိုင်မှာကျတော့0.914မီတာ1မီလီလီတာเนาะ1မီလီလီတာမှာကျတော့1.61ကီလိုမီတာရှိပါတယ်ဒီဆက်သက်ချက်လေးတို့အရင်ဆုံးကျတော့ကလေးလိုက်ပြီးတော့မှကျတော့တဲ့เนาะကျတော့ကျန်တဲ့ဟာတွေကိုတော့ကမှာဖြစ်ပါတယ်နော်ပုံစံတွေကိုတော့ကမှာဖြစ်ပါတယ်နံပါတ်1က6လက်မရှိတဲ့ကျိုးတခြားရဲ့အလဲရကို10စင်တီမီတာဖြင့်ပြပါတယ်เนาะဒါဆိုရင်စမောတလက်မမှာဘယ်လောက်စင်တီမီတာရှိရဲဆိုရင်လို့ရှာမယ်တလက်မမှာ1.54စင်တီမီတာရှိရဲ့ ကျောရိုဂျင်နာက6လက်မဖြစ်တဲ့ပြည်သမ5လေးနဲ့6လက်ကိုမြောက်ပေးလိုက်တယ်။မြောက်လို့ရှိရင်ဘာရလဲဆိုရင်15.2 14စီမီတာရပါတယ်။ပြန်ပါတော့လက်မနဲ့စီမီတာရဲ့ဆက်သွယ်ချက်ကတလီမတလက်မမှာ2.5လေးစီမီတာရှိရတဲ့အဲဒီဆက်သွယ်ချက်ကိုအရင်ဆုံးချရင်မယ်သူတို့ဂျင်နာ6လက်မဖြစ်တဲ့နော်2.5လေးကို6လက်မြောက်မှာဒါဆိုရင်15.2 14စီမီတာရပါတယ်။အဲဒီဂျိုးချောင်းရဲ့ရှိတယ် နောက်ကနမနစ်ကကြတရာမီတာပြည်လမ်းကိုတည်တဲ့ကိုကကရပြီးမြားရှိတယ်လေနော်ကရပြီးမြားရှိတယ်မျိုးကြီးတာအမောက်ဂိုက်ကိုမလုပ်ခင်အရင်ဆုံးမီတာနဲ့ဟိုလက်မနဲ့ဆက်တယ်ကြပါနော်တမီတာမှာကျတော့39.3ခုလက်မရှိတယ်ဇိုးလိုချင်တာကတရာမီတာဖြစ်တဲ့ဆမှာ39.3ခုကိုတရာနဲ့မျှော်လိမ့်မယ်လက်ရက်ကမှာ39က39ခုအင်းဆိုတာကလက်မရရပါနော်39က39ခုလက်မရရတယ်အဲ့ဒါကိုဆမှာဂိုက်ဖွဲ့မယ် ဂိုက်ခွဲရက်ကမှာတကိုင်းမှာ၃ပေရှိတယ်နော်၃ပေတကိုင်းဘယ်လိုလဲဆိုတော့ तू ကလက်မပေးထားတာဖြစ်တယ်ကဲ၃ပေရတကိုင်းတပေမှာ၁၂လက်မှာ၃ပေဆို36လက်မှာလက်မနဲ့စားမယ်ဆိုရင်ဂိုက်ကိုလို့ရှိရင်စပောက်ပေးမမ၃ပေနဲ့စားမှာပေါ့နော်ဘာတို့ကလက်မပဲရှိတယ်တော့ပေးဆိုရင်တော့သမောက်300ဆန်မှာဟိုလက်မပေးရတဲ့ဆန်မှာတော့တပေမှာ12လက်မဆိုတော့300ပြီး36လက်မနဲ့စားပြရတယ်အဲ့မှာ guide ဖြစ်မှာပေါ့နော်သမောက်ကတော့သမောက်ကို36နဲ့စားတဲ့ခါမှာ something skill ကိုဘာရလဲဆိုလို့ရှိရင် 3939ကိုကျွန်မက36ဂိုင်း36နဲ့စားလို့ရှိရင်ဂိုက်တယ်မို့ရရပေါ့နော်အဲ့ဒါစားတာတော့ရှိရင်မပြတော့ပါဘူး3939ကို36နဲ့စားကြည့်တဲ့အခါမှာ109တက်မှာ36ဂိုင်းရရှိပါတယ်ဟုတ်လားနောက်ကနံပါတ်3မှာနံပါတ်3ကပီအားနေကျူကိုတဲ့180ကီလိုမီတာကျူကနေအာကိုကျတော့420 480ကီလိုမီတာအာကနေအက်ကိုကျတော့448ကီလိုမီတာကွာပေးပါတယ်အဲ့ဒီအကွာဝေးကိုတဲ့နော်ထိုးကွာဝေးတိတိကိုမိုင်ပြပေါ်ပြပါတယ်နော် စာရက်ထပ်ပေါ်လာတော့ဖူပါဝေးသီးသီးကိုမိုင်ပြေပေါ်ပြခိုင်းတာပါ။ဒါဆိုကျမတို့ကီလိုမီတာနဲ့မိုင်နဲ့ဆက်သက်ချက်တွေကိုတွားမှာနော်။ပြမတို့ကျမတို့ပြီးမှကျူတို့ပေါ်ဝေးက280ကီလိုမီတာ။ကီလိုမီတာကိုကျမတို့မိုင်ခွဲမယ်ဆိုရင်ကီလိုမီတာနဲ့မိုင်နဲ့ဆက်သက်ချက်က1ကီလိုမီတာမှာ0.6နှစ်မှာ။ဒါမှမဟုတ်ကျမတို့လိုချင်တာက280ကီလိုမီတာဆိုရင်ဗရန်းမြောက်ကမိုင်နဲ့ဆိုရင်ရ80နဲ့3.6နည်းနဲ့ဟိုမြောက်ပြန်လာဟုတ်လားမြောက်တက်ခါမှာဘယ်လောက်ရလဲဆိုတော့ နေရာရှိစတဲ့တရားသမား6နည်းနဲ့ကိုမြောက်မယ်ညတဲ့ခါမှာ193အဲ1936ရရပါဘောနော်အဲ့ဒီမှာဆိုတော့ဒသမ2နေရာဖြစ်1900 360ရပါဘောဟုတ်ကဲ့တညနမတညပါသေးအဲ့ဒီမှာဒသမ2နေရာဖြစ်ရတဲ့ဆိုမှာတော့193ဒသမ6တုံညဒသမ9တုံညတော့မရဘူးဒါကြောင့်မို့193ဒသမ6မိုင်ဘောနော်အဲ့ဒါဆိုရင်အဲ့ဒါကပီယာပီမကျူတို့အပေါ်ကြီးက193ဒသမ6မိုင်နောက်တစ်ခုကကျဆိုမှာတော့ကျူမအာတို့အပေါ်ကြီးက482ကီလိုမီတာ နာဒိုင်မန်ဆံမြောက်ကီလိုမီတာကိုမိုင်ပြောင်းမှဆိုရင်ဆံမြောက်ဘာနှမြောက်ကောင်မှဆိုကျွန်တော်တို့မှ6နှမိုင်နဲ့မြောက်ပြရမယ်။မြောက်တဲ့ခါမှာရလာတဲ့ပြည်က290နှစ်တက်မှာညာ90နှစ်တက်မှာ6လေးပေါ့ကြာတက်မှာ2နှစ်ရပါတော့တက်မှာ2နှစ်ရဖြစ်ပြရပါတယ်။နောက်တစ်ခေါက်ကတော့ဆံမြောက်ပီမာ S ကိုအကွာဝေးလေး48ကီလိုမီတာသူ့လည်းဆံမြောက်ကီလိုမီတာကိုမိုင်ပြောင်းတဲ့ခါမှာကျွန်တော်တို့မှ6နှမိုင်နဲ့မြောက်ပြရမယ်။ရက်ခါမှာ99.89တသမာ96မှာရတယ်တသမာ2နေရဖြစ်တာပါနော်တသမာဖြစ်ဖို့မမိပါနဲ့ ဒါကနံပါတ်3ပါ။အဲ့တော့နံပါတ်4ကကျတော့ C က6နံပါတ်ပိုင်းဂါလန်ဝင်ဆက်နဲ့ပုံတစ်ပုံကလီတာအဖြစ်မြောက်ဝင်ဆက်တယ်။ဆိုတော့ဂါလန်နဲ့လီတာပေါ့နော်။ဂါလန်လီတာကိုဆက်တယ်ကျ။အဲ့ဒါဆိုရင်ဒီနံပါတ်နှစ်နှစ်ဂါလန်မှာ1လီတာပေါ့။လီတာကိုလိုချင်တာဖြစ်တဲ့ဆံပေါ့1လီတာကိုရှိမှမရှိဘူး။အဲလိုချင်တဲ့လီတာကိုဆံပေါ့လက်ရမှမရှိဘူးပေါ့။နံပါတ်နှစ်နှစ်ဂါလန်က1လီတာ။ဒါဆိုရင်1ဂါလန်ဆိုဘယ်လောက်ရှိနေလဲသိချင်။ဆံပေါ့နံပါတ်1ကိုဆံပေါ့နံပါတ်နှစ်နှစ်နဲ့စားပြရတယ်။ တော့ပိုင်းတွေကိုတရားဟို10နဲ့မြောက်လို့ရှိရင်ပိုင်းခြေကိုလည်း10နဲ့မြောက်ပါတယ်နော်ဒါဟိုပိုင်းခြေမှာသံသရာသမားနှစ်နှစ်ဖြစ်တယ်ပြည်သမားကတည်းကသမားရဲ့နောက်မှာနော်ယာတီစိတ်ရှိတယ်ဆိုတော့သမားကပေါ့တရားနဲ့မြောက်ပြရတယ်နော်ပိုင်းတွေကိုလည်းဒီတရားနဲ့မြောက်တော့နော်တရားပိုင်း22ပိုင်းတရားပိုင်းရပါတယ်အဲ့ဒါကိုမှသမားက6နှစ်ပိုင်းတစ်ပိုင်းဂိုင်လန်ဖြစ်တဲ့ပြည်ဒီ၆နှစ်ပိုင်းတစ်ပိုင်းကိုကိရောပိုင်းကိဖွဲ့တဲ့ကမှာသတိပိုင်းသူအဲ့ဒါကိုစမောတရားပိုင်း၂၂ပိုင်း၂၂ပိုင်းတရားပိုင်းတွေပါတော့မျှောက်ပြရတယ်ဟုတ်နော် မြောက်တက်ကမှာတော့နှစ်နှစ်54တရားရပါတယ်အခါ90နဲ့70ကိုနှစ်နဲ့ခြေတက်ကမှာ25လီ50နှစ်စက်တက်လီက20နှစ်25နဲ့73နဲ့မြောက်တက်ကမှာတော့325ရရဲ25နဲ့73နဲ့မြောက်တော့325ပိုင်းချင်းမှာ70ကျင်တယ်ဒါတော့95ဆမောက်70နဲ့ပြန်စားရတဲ့အခါမှာ29.55လီတာရရှိပါတယ်။နောက်တစ်ခုကနံပါတ်5ပါ။နံပါတ်5မှာတိတိတလုံးအားရ15 kg လေးဆိုပေါင်အဖြစ်မြင်ရလေးတယ်နီးတယ်။ နံပါတ်9မှာကတက်တာလုံက15 kg လေးရဲ့လေးတော့ပါပြီးများရှိတယ်မျိုးစီကိုဘာလို့ပါမလဲဆိုရင်နော်ပေါင်နဲ့ kg နဲ့ဆက်တဲ့ချက်ကိုရည်ရွယ်ရမယ်1 kg မှာ2.2နော်2.2ပေါင်ဖြစ်တယ်နော် 1kg မှာ2.2ပေါင်ဒါဆိုရင်စမားလိုချင်တာက15 kg ဖြစ်တဲ့2.2နဲ့15နဲ့ကိုပြောင်းလိုက်မယ်နော်ပြောင်းလိုက်တဲ့အခါမှာစမားပြောင်းရဆိုရင်33ပေါင်ရမယ်နော်33ပေါင် အပေါင်းသင်္ကြန် IPRB နဲ့ရေးပါတယ်နောက်တစ်ခုကကြာဆမတော့မီတာနံပါတ်6ကမီတာ900ပြည့်ဝဲနေတဲ့တမိုင်ပြည့်ဝဲလို့နေတယ်မီတာအားပြီးမီများရည်စီကမီများပုံလို့တင်ပြီးမီတာ900တမိုင်မှာကြတော့ဆမတော့မီတာဘယ်လောက်ရှိလဲဆိုတော့မိုင်နဲ့မိုင်ကိုပေါက်ခွက်မယ်ဆိုမီတာခွဲရမယ်လို့အဲ့ဒါတမိုင်မှာ0.6ကီလိုမီတာပေါ့0.6ကီလိုမီတာသူကကြတော့တမိုင်မှာ0.6ကီလိုမီတာဆိုတော့ ။ဒါကီလိုဆိုရင်ကီလိုမီတာကိုကျွန်တော်မီတာပြောင်းမှာသူကမီတာအချင်းလိုပြောရတယ်ကီလိုမီတာမီတာပြောင်းမှာဆိုရင်ထန်းကျူးနဲ့ဆိုမြောက်ပြရတယ်။ထန်းကျူးနဲ့မြောက်တဲ့ခါမှာဆိုတော့အကွာတန်းကျူးဖြစ်တဲ့အပေါင်း၃တက်ပေါ့နော်။အပေါင်းနဲ့ဆိုရင်သူကနန်း၃ည၃လုံးပို့မှာပေါ့။၃ည၃လုံးပို့တာကိုအဲ၂ည၃ဒသမ၂ည၃ဖြစ်တဲ့အတွက်တိချောက်တီ၃ည၃ဆိုတော့ကျန်လာတယ်။1610မီတာပေါ့နော်။မီတာရပြီ။ဒါဆိုရင်1610တမန်ရထောင်းပါလေတမန်ရ1610မီတာဟိုရေရော ထောင်းကျောင်း30ထောင်းကျောင်း30မီတာရက်900မီတာတော့ရင်1130မီတာကျန်နေပါတော့နော်။ဒါတို့ရှိရင်ဒီလိုဘယ်ဟာကပိုကြီးရတယ်ဆိုရင်တမိုင်ကတမိုင်က900မီတာတဲ့1130မီတာပိုဝေးပါလေတဲ့။ဟောနံပါတ်9ပါပေးလေရေးပြင်းအထက်တောင်းလေးတောင်ပေးမြင့်သောနေရာကြီးရဲ့ကီလိုမီတာအဖြစ်မြင်ရပြီးနေတယ်လေ။ဒါကမှပေးနဲ့ကီလိုမီတာနဲ့ဆက်သွယ်ရမှာနော်။ဒါဆိုကီလိုမီတာအမြင့်လို့ခြင်းလို့ရှိရင်ကီလိုမီတာမြင့်လို့ခြင်းလို့ရှိရင်စမတော်ပရမတ်ဆုံး နော်တောင်းလေးတောင်ကိုတကယ်တမ်း3သုံးညမီတိုင်းနဲ့မြောက်ပြရတယ်ဒီမှာပင်လေးရေပြင်ထက်တောင်းလေးတောင်ပြင်းပြီးတော့နေရာကြီးကီလိုမီတာအထိညမ်းမြင့်တယ်မြင်တယ်နော်အဲဒါကြီးကျမတို့ကနော်ပထမဆုံးပေကိုကျမတို့မီတာရေးလုံးကြမ်းမယ်နော်ကီလိုမီတာမြင့်လို့ရှိရင်ကျမတို့တောင်းလေးတောင်ပြင်းကိုမီတာကြမ်းမယ်ဆိုတော့ကျမတို့တကယ်တမ်း3သုံးညမီတိုင်းနဲ့မြောက်ပြရတယ်ဟုတ်နော်အဲမြောက်တဲ့ခါမှာကျွန်တော်4200မီတာဆိုရရရှိပါတယ်။အဲဒီ4200မီတာကိုကျွန်တော်က ီလိုမီတာပြောင်းကျင်တဲ့အတွက်မီတာကီလိုမီတာပြောင်းရင်တက်မှာပါမိုင်းနဲ့ဒီနေမြောက်ပါမယ်ဒီရှယ်ကအပေါ်မှာမိုင်းနဲ့ကျန်နေပါတယ်ဟုတ်နော်မိုင်းနဲ့ဒီနေမြောက်ကမဟုတ်မိုင်းနဲ့ဒီချင်မိုင်းနဲ့ကျန်ခဲ့ရပါနော်မိုင်းနဲ့ဒီနေတကယ်လို့အဲလေတက်မှာပါမိုင်းနဲ့ဒီနေမြောက်ကမှာတကယ်လို့အမထည့်ပြီးတာနော်ဒီကဒသမက300ရှိသွားတာဒသမမိုင်းနဲ့ဆိုလို့ရှိရင်ဆိုလိုဝဲဘက်ကို300ရှိဒီကမှာ၄နှစ်နှစ်ကြာအောင်ဆိုဒသမကရောက်သွားပြီဒါကြောင့်မို့ဒီသမား၄ကီလိုမီတာဆိုပြီးတော့ရရှိပါတယ်။နောက်ကတစ်နေ့လုံးအောင်မြည်တော့ပဲထားကြည့်ထည့်ကြပါနော်။ ဒါဆိုရှင်ရှင်တို့ဒီနေ့ကတော့လေ့ရှင်းငယ်စနေသမားနေ့ကတော့ပြီးပါပြီ။စောပြီးရည်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။